တရားပွားများခြင်းချမ်းမြေနေမဝင်မီအချင်းကြည့်လိုက်မှာဟာဖြင့်တန်မြာအနေပဲတွင်ကလွရာကြည့်ရာငိမ့်ရာထုတ်ရာသူ းရလံရာဖို့လိုပြီအကုန်ကုရုစင်အော်လူသားရေအတွေ့အကျိုးညော်နှိုးသောတရားဓမ္မသေးတယ် ိတ်တာနုပတနာဆိုတဲ့စကလုံးကစိတ်တာဆိုတာအာယုံကိုတိတတ်တဲ့သဘာဝတရားလေးလူတိုင်းလူတိုင်းမှာစိတ်ဆိုတာရှိတယ်မြန်မာလူမျိုးတွေစိတ်တာဆိုတဲ့ပါဠိစကားကိုယူပြီးတော့မြန်မာမှု ပြုထားတဲ့အခါစိတ်တာဆိုတဲ့ပါဠိစကားလုံးအပြည့်စုံကိုစိတ်လို့သုံးနေကြတာစိတ်ဆိုတာရဲ့အဓိပ္ပာယ်က အာရမဏစိတ်တိတိတိစိတ်တံအာရမဏအာယုံကိုစိတ်တိတိဉစီတတိတ္တဣတိတသမထိုကြောင့်စိတ်တံစိတ်တမိစိတ်ဆိုတာအာယုံကိုတိတဲ့သဘောလေးပေါ့အာယုံဆိုတာမျက်စိက မြင်ရတဲ့ရူပယုံနားကကြားတဲ့သတ္တယုံနှာခေါင်းကနမ်းလို့ရှုလို့ရတဲ့ခန္ဓာယုံလျှာနဲ့ အယတခံရတဲ့ရတ္တာယုံခန္ဓာကိုယ်ကြည့်တွေ့ရတဲ့ဖုတ္တပါယုံ စိတ်နဲ့သာသိရတဲ့ဓမ္မယုံလို့ဆိုတာအာယုံ6မျိုးဘုရားမြတ်စွာကအိန္ဒိယမှာပေါ်ထွန်းခဲ့တဲ့ဘာသာတရားတွေမြောင်များစွာထဲမှာစိတ်ကို ပျူရီဖိုင်းလုပ်ဖို့စိတ်စင်ကြယ်ဖို့ဆိုတာဟောတာဘုရားမြတ်စွာရဲ့တရားတစ်မျိုးတည်းပဲရှိပါတယ်။အခြားပုဂ္ဂိုလ်တွေကစိတ်တအာယုံကိုတည်တတ်တဲ့သဘာဝတရားလို့ဒီလို ဟောတာမဟုတ်ဘူး။အရာရာကိုတည်သည်မြတ်ကြံသည်မြတ်တွေးသည်မြတ်တွေဟာဘယ်သူကကြံတွေးနေလဲဆိုရင်ခန္ဓာကိုယ်ထဲမှာထာဝရခိုင်မြဲနေတဲ့အတ္တမံလို့ခေါ်တဲ့အတ္တကလေးရှိနေတယ်။ ထိုအတ္တလေးသည်ထာဝရတည်မြဲပြီးတော့အကောင်းအဆိုးကိုခံစားတတ်တယ်ဒီခန္ဓာကိုယ်ကြီးဟောင်းတဲ့အခါနောက်ခန္ဓာကိုယ်တစ်ခုပြောင်းရွှေ့ပြီးတော့နေတယ်တန်တရာထဲမှာအဲ့ဒီအတ္တလေးကလှဲ့လေသွားလာနေတယ်လို့ဒီလိုယူဆကြတယ်နော်မမလူမျိုးတွေရဲ့ဘာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်လက်ပြဝါဒနဲ့သွားတူတာပေါ့မမလူတွေကလည်းပဲလက်ပြဆိုပြီးတော့ယူဆလေရှိတယ်ဝိညာဉ်ကောင်တို့လက်ပြကောင်တို့ တကယ်ကတော့ဘာမှရှိတာမဟုတ်ဘူးတဘာဝတတ္တအာယုံကိုတိတတ်တဲ့တဘာဝတတ္တလေးကို စိတ်လို့ခေါ်တာထိုစိတ်လေးကလည်းမိမိတဏ္ဍန်ထဲမှာတကွာအမြဲတမ်းရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်တဲ့အခါမှာပေါ်လာတဲ့သဘောတရားလေးတဲ့ဘယ်ခါမှာပေါ်ပေါ်အာယုံကိုတိတတ်တဲ့သဘောလေးရှိတယ်လို့ဒီလိုဆုံးလို့တာအဲ့ဒီစိတ်လေးကမြဲနေတာလည်းမဟုတ်ဘူးခန္ဓာကိုယ်ထဲမှာမြည်သည့်နေရာမှာရှိတယ်လို့သူ့ရဲ့ နေရာဌာနကိုထောက်ပြလို့လည်းမရဘူးသို့တော့စိတ်ဖြစ်တဲ့နေရာ6မျိုးရှိတယ်တဲ့ဘယ်နေရာတွေမှာဖြစ်တုံဆိုရင်မျက်စိမှာဖြစ်တယ်နားမှာဖြစ်တယ်နှာခေါင်းမှာဖြစ်တယ်လျှာမှာဖြစ်တယ်ခန္ဓာကိုယ်မှာ ဖြစ်တယ်ကျန်တဲ့ဟာတွေကနှလုံးမှာဖြစ်တယ်လို့ဒီလိုဆိုတယ်เนาะပါဠိစာပေလို့ပြောလို့ရှိရင်သက္ခုဝတ္ထုမျက်စိဆိုတဲ့ ိုင်းဘေ့စ်လို့ခေါ်တဲ့မျက်စိဆိုတဲ့တရားဝတ္ထုနားဆိုတဲ့တရားဝတ္ထု ear base နှာခေါင်းဆိုတဲ့တရားဝတ္ထု nose base လျှာဆိုတဲ့တရားဝတ္ထု tan base ခန္ဓာကိုယ်လို့ဆိုတဲ့တရားဝတ္ထု body base နဲ့ heart base နှလုံးသားလို့ဒီလိုဆိုလို့နှလုံးသားဆိုတဲ့နေရာမှာလည်းပဲဒီ လူခန္ဓာကိုယ်မှာရှိတဲ့ဒီ organ ကိုပြောတာမဟုတ်ဘူးဒီစိတ်တရားရဲ့ဖြစ်ပေါ်နိုင်တဲ့အရာဟာအဲ့ဒီနှလုံးသားထဲမှာလဲပတ်ပြီးခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလဲပတ်နေတဲ့သွေးတွေထဲမှာတည်တယ်လို့ဒီလိုဆိုတာပေါ့ဟာရယဝတ္ထုဆိုတာအဲ့ဒီလိုစိတ်သဘောတရားတွေဟာခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့နေရာဘယ်နှမျိုး6မျိုးရှိတယ် အဲ့ဒီတဘာဝတရားတွေကိုသွန်သင်တာဗုဒ္ဓမြတ်စွာရဲ့တရားတော်ပဲဗုဒ္ဓမြတ်စွာကစိတ်ဟာစိတ်ပဲအတ္တမဟုတ်ဘူးတဲ့ထာဝရတည်မြဲတဲ့အရာမဟုတ်ဘူးဝိညာဏပဋိစ္စသမုပ္ပန္နဝိညာဉ်ဆိုတာအကြောင်းကိုဆွဲပြီးတော့ဖြစ်တာအေးသူနဲ့ synonymous တန်းလို့ခေါ်တဲ့စကလုံးထူစိတ်တဆိုရာရဲ့မနဆိုရာရဲ့ဝိညာဏဆိုရာရဲ့တူတူပဲတဲ့ နော်စိတ်တရဲ့မနရဲ့ဝိညာဏရဲ့အဲ့ဒီစကလုံးသုံးမျိုးဟာရည်ညွှန်းတာတော့စိတ်ကိုပဲရည်ညွှန်းပါတယ်တဲ့သို့သောဆံရဆံရအကြောင်းပေါ်မှာမူတည်ပြီးတော့ဆိုပါစို့တရားဓမ္မကောက်ယူတဲ့အခါမှာကွဲပြားတာလေးတော့ရှိတယ် ခန္ဓာ၅ပါးထဲမှာဝိညာဉ်နဲ့ခန္ဓာလို့ဆိုတာအားလုံးသိကြအဲ့ဒီဝိညာဉ်နဲ့ခန္ဓာဟာစိတ်မှန်သမျှကိုဝိညာဉ်နဲ့ခန္ဓာထဲမှာထည့်တယ်နော်အဲ့ဒီမှာဝိညာဏဆိုတဲ့သကလုံးကိုသိဒီဝိညာဏကိုကြည့်ပြီးတော့ဗမာလူမျိုးတွေကဝိညာဉ်ဝိညာဉ်နဲ့ခေါ်နေကြတာအတိဗေကတော့ဝိညာဏဆိုတော့ဝိထူးထူးခြားခြားညာနာသိတဲ့သဘောတည်းဘယ်လိုထူးခြားပြီးသိတာလို့ဆိုရင် ဉာဏ်လို့သိတာမျိုးလည်းမဟုတ်ဘူးမှတ်ပြီးတော့သိတဲ့တင်ညာသိနဲ့လည်းမတူဘူးပညာသိတင်ညာသိဒီအတိမျိုးနဲ့မတူထူခြားတဲ့အတိတမျိုးကိုဝိညာဉ်သိလို့ခေါ်တာတင်ညာသိဆိုတာဘယ်လိုဟာတော့ဆိုမှတ်ထားတဲ့အတိုင်းသိတာတင်ညာသိမာလီဖြစ်စေမန္တိဖြစ်စေမှတ်ထားတဲ့အတိုင်းသိတာတင်ညာအဲ့တော့တင်ညာသိဆိုတာမှန်ညာမှန်တယ်တခါတည်းဘယ်လိုလဲဆိုလို့ရှင်ဥပမာမယ် လက်ခဲနေတဲ့မှာစာကြောက်ရုပ်ကလေးတွေလှုပ်ပြီးတော့ထားကြတယ်လူပုံစံလူရဲ့အဝတ်စားလေးဝတ်ပြီးတော့လူပုံစံလှုပ်ထားလိုက်တယ်လူလို့စိတ်ထဲကမှတ်ထားသည့်အတွက်ကြောင့်အေးဆံစပါးအပင်လေးကိုလာစားလို့တဲ့စာကလေးတွေတို့တမင်တရေတို့ဟာအဲ့ဒီအယုတ်ကိုမြင်လိုက်တာနဲ့သူတို့ရင်ခေနှောင်းကမှတ်ထားတာဒါလူတို့ဒုက္ခပေးလိမ့်မယ်ဆိုတာ သိထားကြတယ်မှတ်ထားကြတယ်အေးလူပုံတူအယုတ်စာချောင်းယုတ်ကိုမြင်လိုက်တာနဲ့တပြိုင်နက်စာလေးတွေကလည်းလန့်ပြီးတော့ပြန်သွားကြတယ်သမင်တွေကလည်းထွက်ပြေးသွားကြတယ်တိတ္တပါတိလဲဆိုရင်တင်ညာတိလို့ခေါ်တယ်တင်ညာတိဆိုတာမှတ်ထားတဲ့အတိုင်းသိတာတင်ညာကဥဆောင်တတ်တယ်အရာရာမှာဝိညာဉ်တိနဲ့တင်ညာတိရတယ်မတူဘူးတဲ့ ဲ့ဒါကိုမတူတဲ့အကြောင်းကိုဝိသုဒ္ဓိမဲ့အထက်ကရာကြီးမှာဘယ်လိုရှင်းပြထားတော့လို့ဆိုတော့ဥပမာလေးတစ်ခုပေးထားတယ်။ဒင်္ဂါပြာလေးအဲ့ဒီဒင်္ဂါပြာလေးကဝိုင်းဝိုင်းလေးဆိုတော့အဲ့ဒီဒင်္ဂါပြာလေးကိုလူ၃ယောက်တိတာတစ်မျိုးစီတိကြတယ်။နံပါတ်၁တယောက်ကကလေးသူငယ်၂ယောက်ကအရွယ်ရောက်ပြီးသားလူတယောက် နောက်တတိယမြောက်ကတော့ငွေကိုခတ်တတ်တဲ့ရွှေကိုလုတ်တတ်တဲ့ရွှေပရိဆရာပေါ့ဒင်္ဂါပြုလုတ်တတ်တဲ့ဆရာအဲ့ဒီပုဂ္ဂိုလ်၃ယောက်ရဲ့အတိဟာခြားနာတယ်ကလေးလေးကအဝိုင်းလေးပုံတရံဒီတစ်မျိုးပဲသိတယ်အရွယ်ရောက်ပြီးသားကြတော့ဘာအတိတုံဆိုရင်အဝိုင်းလေးဆိုတာလည်းသိတယ်ဘလောက်တန်ကြီးရှိတယ်ဆိုတာသိတယ်ဘာသုံးတယ်ဆိုတာသိတယ်ဟော သူကြပိုးလာမြတ်တယ် သို့တော်လည်းပဲကမီကယ်တွေဘလောက်ပါတယ်ဘာနဲ့စက်ထားတယ်ဆိုတာတွေထိအောင်ဘယ်မှာထုတ်လုပ်တယ်ဆိုတာတွေထိအောင် तू မသိဘူးဒီထဲမှာဓာတ်တွေပါတယ်ပါတယ်ဆိုတာ तू မသိဘူးအေးရွှေလုတဲ့ပုံကိုကြတော့ဒါတွေအကုန်လုံးသိတယ်ဝိုင်းဝိုင်းဆိုတာလည်းသိတယ်တန်ကြီးလည်းသိတယ်ဘယ်နေရာမှာ ထုတ်လုပ်ထားတယ်ဒီထဲမှာဓာတ်တဘာဝဘလောက်စက်ထားတယ်ဆိုတာကြီးကဘလောက်ရွှေကဘလောက်သားစက်ထားတယ်ဆိုတာပါသိတယ်ကုံအောင်သိတယ်ပေါ့ အဲ့ဒါလို့အတိသုံးမျိုးခွဲခြားသလိုလူရည်ရဲ့ဒီကလေးသည့်တိတာတင်ညာတိလို့ခေါ်တယ်။ဝိညာဉ်တိကြတော့ခုနကလေးသည့်တဲ့ตาတဲ့တံပိုးပါတိလာတယ်။အဲ့ဒါဝိညာဉ်တိဒါကဝိသုဒ္ဓိမက်ကပြောတဲ့အစဉ်အတိုင်းပဲ။အနောက်တိုင်းကတချို့ဆရာတွေကစာအုပ်ထဲမှာဘုဒ္ဓဆင်း book on buddhism ပေါ့ buddhism နဲ့ပတ်သက်တဲ့စာအုပ်တွေရေးတဲ့ပုဂ္ဂိုလ်တွေထဲမှာဘာတွေသူတို့ကနံပါတ်1ထားတော့ဆိုဝိညာဉ်သိကိုနံပါတ်1သွားထားရှင်မဘုရားကရှင်းပြတဲ့အထက်ကထာဆရာရဲ့ရှင်းလင်းချက်ကတော့တင်ညာသိရအញ្ញံဆုံးပဲဘာဖြစ်လို့တော့ဆိုတင်ညာသိဆိုတာမှတ်ထားတဲ့အတိုင်းသိတာတဲ့ဝိုင်းဝိုင်းလေးလို့သူသိထားကြတယ်ဝိုင်းဝိုင်းပဲသိတယ်တပြင်းပါမှမသိဘူးဟုတ်ကဲ့တင်ညာသိကနံပါတ်1အញ្ញံဆုံး ဝိညာဉ်သိချာတော့အတင်ညာသိတယ်တာတယ်တဲ့အေးနောက်ဆုံးအမြင့်ဆုံးအသိကြတော့ပညာသိစာပေကျမ်းကမှလာတဲ့အစဉ်တိုင်းဆိုလို့ရှိရင်နံပါတ်1ကတင်ညာသိအညာဆုံးနံပါတ်2ကဝိညာဉ်သိတင်ညာသိတယ်တာတယ်နောက်ဆုံးအမြင့်ဆုံးကပညာသိဆိုပြီးတော့အသိ3မျိုးကိုဝိတ္တုဒိမေတို့အထာတာလိနီတို့ဒီကျမ်းတွေမှာ သဘာဝတရားတွေကိုရှင်းလင်းပြီးတော့ဟောထားတာရှိတယ်နော်အေးအဲ့ဒီဝိညာဉ်ဆိုတာလေးကစိတ်ကိုခေါ်တာဝိညာဉ်နဲ့ခန္ဓာနဲ့ပတ်သက်လာလို့ရှိရင်စိတ်အလုံးအဘိဓမ္မာမှာစိတ်ဟာခွဲခြားစိတ်ဖြာကြည့်လိုက်လို့ရှိရင်80ခုမျိုးရှိတယ်အဘိဓမ္မာအစိုးရနော်မှန်ပါဗျာစိတ်80ခုရှိတယ် သို့သောလူသားတွေရဲ့တဏ္ဍမှာနေစဉ်ဖြစ်တဲ့စိတ်ကဘယ်လောက်ရှိတုံးဆို45ပါရှိတယ်။တချို့စိတ်တွေကကမ္မထန်တရားအာထုတ်လို့ဇန်တရားအာထုတ်လို့ပေါ့ယုံမှဇန်စိတ်တွေဆိုတာဖြစ်တယ်။မက်စိတ်ဖို့စိတ်ဆိုတာလဲဝိပဿနာကမ္မထန်တရားကိုအောင်မြင်မြင်အာထုတ်သည့်အတွက်ကြောင့်မှရရှိလာတဲ့သဘာဝတရားတွေဖြစ်တယ်။အဲ့ဒါတွေကနေစဉ်လူရဲ့နေစဉ်ဘဝမှာဒီစိတ်တွေမဖြစ်ဘူး။ ဒီစိတ်တွေကအတိတ်မဲ့လို့ခေါ်တာပေါ့ရရှိလာတဲ့ထူးခြားတဲ့အချက်တွေပေါ့နော် source အနေနဲ့ကတော့လူတွေရဲ့တဏ္ဍာမှာ45မျိုးပဲရှိတယ်။အဲဒီ45မျိုးကဘာတွေတုံးဆိုလို့ရှိရင် အကုသိုလ်နဲ့ပတ်သက်တဲ့မကောင်းတဲ့စိတ်တွေနဲ့ပတ်သက်လာတဲ့ဟာ12ခုရှိတယ်။ဆိုပါစို့လောဘလူကျင်တတ်မဲ့မှုကိုအခြေခံတဲ့စိတ်က12ခုရှိတယ်။ဒေါသ မုံတိမှုကြောက်ရွံ့မှုကိုအခြေခံတဲ့စိတ်ကနှက်ခုရှိတယ်။မောဟတွေးဝေမှု အမှန်မသိဘူးကိုအခြေခံတဲ့စိတ်ကနှက်ခုရှိတယ်။အာလုံအကုသိုလ်စိတ်၁၂ခုလို့အဘိဓမ္မာသင်ပူးတဲ့ပုဂ္ဂိုလ်တွေကြတော့သိပါလိမ့်မယ်နော်။အေးသို့တော်လည်းအဘိဓမ္မာမသင်ပူးတဲ့ပုဂ္ဂိုလ်တွေဒုသဏ္ဍာန်မှာဒီစိတ်တွေရှိတယ်ဆိုတာခံမှန်းလို့ရအောင်လို့လူချင်းတဲ့လောဘစိတ်ဆိုတာနဲ့မုံတီးတဲ့ဒေါသစိတ်ဆိုတာတူလားမတူလား။ မတူဘူးเนาะလူတွေများကြည်လေလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်လောဘကြီးရင်ချိုးချိုးသာသာပြောတယ်သူကလောဘသမားကဟုတ်လားလောဘသမားကရကျင်တာရကျင်တာစိတ်တိုးနေလို့ပဲရမလဲအဲ့ဒါကြောင့်မို့လောဘကြီးလို့ရှင် စကားချိုးတယ်တဲ့ချိုးချိုးသာသာပြောတယ်သူကရကျင်တာတစ်ခုပဲကြီး ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့မာဆတ်ဆတ်နဲ့တူတူတောင်းတောင်းပြောလို့ရှိတယ်။အဲ့ဒါကြောင့်မို့လို့ဒေါသကြီးတော့စကားတူတယ်။မောဟကြီးတော့စကားအိုဆိုတာပြီးပြီးပြင်းပြင်းမရှိဘူးသူပြောတဲ့စကား။အရရမှသူကတွေးဝေးနေတာအမှန်မသိဘူးအမှားတွေသိနေတယ်။ဟောဒီသဘာဝတရားတွေဟာလူတွေမှာရှိနေတယ်နော်။အဲ့ဒါတွေကို သွန်သင်ပြတာတဲ့ဘာသာဟာဘုရားဘာသာပဲဖြစ်တယ်ဒီတဘာဝတရားတွေဟာလူရဲ့တဏ္ဍမှာပေါ်ပြီမဲ့လို့သာဝရရှိနေတဲ့အရာတွေမဟုတ်ဘူးတဲ့ဟိုတခြားဘာသာတွေမှာဘုရားမြတ်စွာဘုရား ਨੇ contemporary ပေါ့တခစ်ပြိုင်မှာပေါ်ထွန်းလာကြတဲ့ဘာသာတရားတွေမှာဒီလိုသိတာတို့ခံစားတာတို့ ဒီသဘာဝတရားတွေကိုအတ္တကသိတယ်အတ္တကခံစားတယ်လို့ယူဆကြတယ်နော်ပါမနင့် entity ထာဝရတည်မြဲတဲ့အရာခုဝိညာဉ်ဆိုတာကိုဝိညာဉ်နဲ့ခန္ဓာနဲ့သုံးလို့ရှင်စိတ်89ကိုယူတယ်တခါပရိစ္ဆသမုပ္ပါကို လေးလာကြည့်လိုက်သင်္ခါရပစ္ဆယဝိညာဏံဆိုတဲ့စကားလုံးရှိတယ်အဲ့ဒီဝိညာဏကြတော့ကံကြောင့်ဖြစ်ပေါ်လာတဲ့ပရိသေစိတ် တော့မို့အကျိုးစိတ်ကိုယူပါတယ်စိတ်89မယူပါဘူးဒါကြောင့်မို့လို့ဗုဒ္ဓရဲ့တရားတော်ကိုလေ့လာတဲ့အခါမှာကန်တက်ကအမတန်မှအရေးကြီးတယ် sentence contact ဆိုတာသူဒီနေရာနဲ့ဒါပတ်သက်သလားမပတ်သက်ဘူးလားဆိုတာကိုကြည့်ပြီးယူရမယ်အနည်းဆိုရင်သကလုံးရဲ့အတိပ္ပယ်တွေမှားသွားနိုင်တယ်သင်္ခါရပိစယဝိညာဏအကြောင်းကြောင့်ဖြစ်တာကြတော့အကျိုးဝိညာဉ်စိတ်ဖြစ်ကောင်းအောင်မယ်ဒီပြင်ဟာမကောင်းရဘူးတဲ့ အဲ့တော့နောက်ဒီပြည့်နေရမှာမြတ်စွာဘုရားစိတ်လူဟောတာတွေရှိတယ်ရေစိတ်တန်တန်ယမေတန်တိမောက္ခန္တိမာရဗန္ဒနာစိတ်ကိုဆောင်စည်းတဲ့ပုဂ္ဂိုလ်တွေဟာမမင်းရဲ့အနောင်ဘွဲကလွံ့မြောက်နိုင်တယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့မြတ်စွာဘုရားဒီလိုခေါ်တယ်နောက်မနောပုဗ္ဗင်္ဂမဓမ္မကျတော့မနောဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဟောတယ် အေးအရာရာကစိတ်ကဥဆောင်နေတယ်စိတ်ကအဆုံးဖြတ်ပေးနေတယ်အလုံးဟာစိတ်ကဖန်တီးထားတယ်လို့ဒီလိုမြတ်စွာဘုရားတချို့သုတ်တံမှာဟောထားတာရှိတယ်အဲ့တော့စိတ်ဓာတ်ရဲ့ဝိညာဏရဲ့မနရဲ့ဒါဟာတူတူပဲလို့ဒီလိုမှတ်ရမယ်